ဒေါက်တာညိုညိုတင်ဒေါက်ဆန္ဒမင်းဒေါက်တာတသက်ခိုင်ဒါကျွန်တော်တို့ကြည်သူတွေကြားထဲမှာလက်ခံထားရတဲ့အာဒါထက်မြက်တဲ့အလို့သမီးတွေပေါ့နော်ဒီစစ်မှုတန်းအာခဏတာပေါ့နော်ဒီစည်ရင်းကောက်ခံတာကိုရပ်ဆိုင်းပေးဖို့ပေါ့နော်ဒီရေကောက်ပဲရေကောက်ပွဲကာလမှာဆိုတော့ရေကောက်ပွဲအကျိုးကာလရဲ့ရေကောက်ပွဲကာလမှာပေါ့6လဒါဒါမှမဟုတ်တစ်နှစ်ပေါ့နော်အဲဒါရဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပယ်ချရရအောင် ျွန်တော်လုံးဝလက်မခံတပတ်သမားတွေကဂျပန်မှုတွေကိုအဆုံးစွန်လေးလုံးမယ်လို့ပြောထားတာဖြစ်တဲ့အတွက်တစ်ဖက်မှာကျမတို့ကစစ်ရင်ရအတွက်ဒီစစ်မှုတန်းစစ်ခုံမှုတွေကိုစိုက်ငင်တာကဖြစ်တင်ရလားစဉ်းစားကြဖြစ်လာတယ်။အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဦးလာဆွေရဲ့အမြင်ကိုကျမမဲဆန္ဒရှင်တယောက်အနေနဲ့ထောက်ခံတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကနေပြည်တော်မှာစစ်တပ်ကလုပ်ပေးတဲ့ငင်းချမ်းရေးပိုရမ်မှာနိုင်ငံရေးသမားဇက်ပြတ်တွေအများအပြားထွက်ပေါ်လာပြီးပွတ်တက်ခဲ့ကြပါတယ်။နိုင်ငံရေးသမားဇက်ပြတ်တွေဟာတော်လန်ရေးကိုဝေဖန်ခဲ့ကြပေမဲ့ ပြည်သူတွေကိုနစ်စင်မပြတ်ဘုံကျဲနေတဲ့စစ်တပ်ကိုတော့ဘာတစ်ခုမှမဝေဖန်ရဲခဲကြပါဘူး။ငင်းချင်ရေးအတုအယောင်စကားတွေကိုလစ်တလုံးမိုးတလုံးစီပြောသွားခဲ့ကြဒါကိုတွေ့ရပါတယ်။ဒီပွဲကိုတက်ရောက်လာတဲ့ဒေါက်တာညိုညိုသင်းကရွေးကောက်ပွဲကာလာများတွင်စစ်မှုထမ်းကောက်နေတာကိုရပ်ပေးဖို့ပြောဆိုခဲ့ရမှာစစ်ဘောမအတိုင်းအဝိုင်းကအနာဘောဒုတ်ကြသလိုဖြစ်သွားခဲ့ကြပြီးသူ့ကိုဝိုင်းဝန်းကြိုက်ခဲ့ကြတာကိုအခုလိုပဲတွေ့ရမှာဖြစ်ပါတယ်ဒေါက်တာညိုညိုသင်း เนาะဒီချိန်တော့က NLD ပါတီကအကိုတလဲလောင်းပေါ့เนาะနောက်တော့ NLD ကနေနှုတ်ထွက်ပြီးတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်ခဲ့တယ်ဒေါက်တာညိုညိုသိန်းနဲ့ပြည်ထောင်ပြိုးပါတီဒီချိန်ကပြည်ထောင်ပြိုးပါတီကနေဒီချိန်လှုပ်တော်ထဲမှာနိုင်ငံရဲ့တိုင်းထုတ်ပြည်သူကိုတာဝန်ထမ်းဆောင်ခဲ့ဘူးတို့လို့လက်ရှိမှာလည်းပြည်ထောင်ပြိုးပါတီရဲ့အကြီးအကဲတယောက်ဖြစ်တဲ့ဘူးလက်ဦးလားဆိုရင်ဆိုတော့ဒီနိုင်ငံရေးသမား၂ယောက်ရဲ့ချားကအတ္တမာနာလေးနေကျွန်မမဲဆလာရှိပြည်သူတယောက်နေနဲ့မြင်တွေ့မိပါတယ်နားထောင်ကြည့်ပါဒီစစ်မှုထမ်းဥပဒေကိုတော့မကြခင်ဂိုင်တွယ်မယ်အယူကောက်ပွဲမှာအတီတို့ရဲ့ ် recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲအာပြုလုပ်မဲ့ဒေတာဒီမှာဒီစစ်မှုတန်းအာခဏတာပေါ့နော်ဒီစရင်ကောက်ခံတာကိုရပ်ဆိုင်းပေးဖို့ပေါ့နော်ဒီရွေးကောက်ပွဲရွေးကောက်ပွဲကာလမှာဆိုတော့ရွေးကောက်ပွဲအကြိုကာလရဲ့ရွေးကောက်ပွဲကာလမှာပေါ့6လဒါဒါမှမဟုတ်တစ်နှစ်ပေါ့နော်အဲဒါရဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့ Peace Forum မှာဗျာဟို NLD ဟောင်း ဒေါက်တာညိုညိုတင်းဆိုတာပြောတယ်တဲ့အဲသူကဘယ်လိုပြောလဲဆိုတော့ရွက်ကပွဲနီးရင်နဲ့စစ်ဘူးတန်းချင်းကို6လလောက်ရက်တန့်ပေးပါတယ်ဆိုင်ငတ်ပေးပါတယ်အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပယ်ချရကြကျွန်တော်လုံးဝလက်မခံနောက်ဆိုတော့ခင်ဗျအဲ့6လလောက်ကို PDF NLD ကမတိုက်ဖက်ရထားမှာလားသူတို့ကလည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနဲ့မဟုတ်ပြ NUG PDF ့ LGBT ရဲ့ဒီကလူသားအကြံဖက်ဓမြတိုက်ပြန်မေးဆွဲလို့လုံနေကောင်းနေဟလာတခင်ကြည်ချိန်ပြောတဲ့ဖဆပလအမတ်ကြီးတခင်ကြည်ချိန်ပြောတဲ့စကားလည်းပြောရင်ငါတို့ကရင်ဆိုင်နေရတာဘာကဘာနဲ့ရင်ဆိုင်နေရတာကွာသူတော်ကောင်းနဲ့မဟုတ်ဘူးဒါကြောင့်မို့လို့ဟလာဘာကဘာအမျိုးတွေကိုခါထုံထုံနဲ့တိုက်ရအမြင်ကြီးတွေပြုတ်ပြီးတော့တခင်ကြည်ချိန်အဲ့လိုလုပ်ခဲ့တာသူလုပ်တာမရက်ဆက်လုံလာလို့ပြောတော့ဟာငါတို့ရင်ဆိုင်နေရသူတော်ကောင်းမဟုတ်ဘူးဘာကဘာတွေအခုလဲ NLD PDF ကသူတော်ကောင်းမဟုတ်ဘူးသူကလုံပါပဲခင်ဗျအဲ့ဒီ6လအတွင်းမှာသူတို့ဘာမလုပ်ဘူးအာခင်ဗျလုံပါခင်ဗျတို့ ုတ်ကောက်ပွဲကြီးအေးဆေးလုပ်ပါအဲကျွန်တော်တို့မလုပ်ပါဘူးတိုက်ပါဘူးအဲ့လိုမျိုးနေမထင်လားဟာပြင်လောက်ပြင်သေးတယ်ပိုတောက်ချအောင်မှာဒီကောင်းကြီးကအဲရွေးကောက်ပွဲမပြက်ပြောင်းအဲ့တော့ဒေါက်တာညိုညိုသင်အဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပယ်ချတယ်လုံးဝလည်းကန့်ကွက်တယ်ဟုတ်ပါတယ်တမရောကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ပြည်သူအတွက်ကိုငွေကွက်ပြီးတော့ဒီစစ်မှုထမ်းဆက်ခေါ်တာကိုဆိုင်းငယ်နေဆိုရင်တော့မှဂျပန်သမားတွေကတော့သူတို့ဂျပန်လိုရက်တွေကိုအားနဲ့ခုံနဲ့အားနဲ့မန်နဲ့ သူတို့ထပ်ပြီးလုပ်ကြလိမ့်မယ်။သူတပင်းဒီ2025ကိုနော်အာတိုင်းငန်းလုံးတိုင်းတာနဲ့အထွေထွေထိုးစစ်ကြီးကို NUG ကသူတို့ရဲ့မဟာမိတ် PDF တေရောမဟာမိတ်တက်တေရောအကုန်လုံးပူးပေါင်းပြီးတော့တိုင်းငန်းလုံးတိုင်းတာနဲ့အထွေထွေထိုးစစ်ကြီးမကြခင်စတင်မှာတော့မယ်ဆိုပြီးလွန်ခဲ့တဲ့တလလောက်ကရီမွန်ကိုရိုင်းပြောခဲ့ပူလဲစကားရှိတယ်။ဒါပြင် NUG ကတမရဆိုတဲ့လက်ရှိဝါကိုရိုင်းကလည်းပဲအာဒီလက်ရှိ2025မှာလက်ရှိတချုပ်ကြီးဦးမောင်လိုင်ကိုနော်မြန်မာပြည်ကအာဆက် ပုံစံမျိုးပေါ့ဆီးရီးယားကအာဆက်လိုမျိုးမြန်မာပြည်ကအာဆက်ဖြစ်အောင်2025မှာမြန်မာပြည်ကနေမောင်းထုတ်အောင်သူတို့စ조사မယ်မြန်မာပြည်ကနေမောင်းထုတ်မယ်လို့ကြွေးကြော်ထားတာရှိတယ်ဆိုရတဲ့အတွက်ဂျပန်သမားတွေကဂျပန်မှုတွေကိုအဆုံးစုံတွေလုပ်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်တစ်ဖက်မှာကျမတို့ကစိတ်ရင်းအားအတွက်ဒီစစ်မှုတန်းစစ်ခုံမှုတွေကိုစိုက်ငင်လာတာဖြစ်တည်ရင်လားစဉ်းစားကြဖြစ်လာတယ်။အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဦးလာဆွေအမြင်ကိုကျမမဲဆန္ဒရှင်တောင်းအနေနဲ့ထောက်ခံတယ်။သူကဟိုသူကသူဒေါက်တာဘွဲရဟာလားဥပဒေဘွဲရပညာရှင်ဟာချီးကျူးပါတယ်လေးစားပါတယ် ဥပဒေဘွဲ့မှာဒေါက်တာဘွဲ့ရရမယ်စီးရေးအမြင်မှာတော့မူကြိုပဲရှိတယ်မူကြိုပဲရှိတယ်အဲ့လောက်ပဲရှိတယ်ဒါဟာကျွန်တော်ပြောချင်လို့လာပြောတာတိုးတော်ဘူလက်ဦးလာဆွေဒီနော်စစ်ယူနီဖောင်းကိုချော့ဘောင်းမီချော့ပြီးပစိုးပြောင်းဝင်ပြီးနိုင်ငံရေးကိုဝင်လာတဲ့အတွက်စီးရေးအမြင်ရှိတယ်ဒေါက်တာညိုညိုတင်းကမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စီးရေးအမြင်အားနည်းခြင်းအားနည်းလိမ့်မယ်ဒါကိုနော်အမျိုးသမီးတယောက်ပေါ်မှာခွဲခြားဆက်ဆံတာမျိုးကြတော့ကျွန်မလက်မခံဘူးအော်ဒေါက်တာညိုညိုတင်းကိုပြောသွားရဲပေါ့နော်အာဥပဒေဘွဲရဒေါက်တာ ဥပဒေရပါဥပဒေပညာမှာဒေါက်တာဘွဲရလို့တော်ပေမဲ့စီရင်မှာမူချိုးအစ်စ်ပဲရှိရဲဆိုပြီးတော့ဖိနှိပ်ပြီးတော့ချိုးဖဲ့ပြီးတော့ပြောသွားတာမျိုးတဘောမကြောက်ဘူးလက်မခံဘူးအားမပေးပါဘူးနော်ဆိုတော့ဒါတော့ညွှန်းရင်းကမျိုးတမိတရားဖြစ်တဲ့အတွက်ဘူးလက်ဥလာဆွေတို့လို့စီယူနီဘောင်းချုပ်ပြီးပစိုးပြဝင်လာတဲ့လူတွေတော့စီရင်မင်းရှိချင်မှရှိပါလိမ့်မယ်ဒီပေါ်မှာခွဲခြားဆက်ဆံမှုမျိုးကိုတော့သဘောမကျပါဘူးဒေါက်တာညိုညိုတင်ဒေါက်ဆန်နာမင်းဒေါက်တာတသက်ခိုင်ဒါကျွန်တော်တို့ ကြည်သူတွေကြားထဲမှာလက်ခံထားရတဲ့အဲထက်မြက်တဲ့အမျိုးသမီးတွေပေါ့နော်။သူကဒေါက်တာညိုညိုသိဆိုလို့ရှိရင်လည်းအီချင်းရှိရယ်။ဒေါက်ဆန္ဒမင်းဆိုလို့ရှိရင်လည်းအီချင်းရှိရယ်။ဒေါက်တာသက်ခိုင်လေးလည်းအီချင်းရှိရယ်။ဆိုတော့ NLD ကလည်းအကုန်လုံးရဲ့မူလလာရာစင်မြက်က NLD ဖြစ်နေရယ်။ဆိုတော့ဒီအမျိုးသမီး၃ယောက်တည်းဒစုဒစည်းရင်းနဲ့ နော်၃ရောင်လောက်ဆိုက်တဲ့ကအတိုင်းပြည်အကျိုးကိုသိဖို့ချင်တယ်သူတို့နိုင်ငံတော်ရဲ့အရေးတစ်ခုကိုသူတို့ဆောင်ရွက်ချင်တယ်အတိုင်းပြည်ကိုအမေရိကန်ချစ်တယ်အဲ့ဒီတွေနိုင်ငံအရေးမှာနိုင်ငံရေးသမားတယောက်ဖြစ်သူတို့ပါဝင်ထမ်းဆောင်ချင်ကြတယ်ဆိုတော့ဒီ၃ရောင်ကိုတစုတစည်းတဲ့တင်ရထဲမှာမြင်ရမယ်ဆိုရင်ပို့ပြီးတော့အဲကျမတို့ပြည်သူတွေအတွက်အဆင်ပြေလိမ့်မယ်လို့ကျမတို့မျှော်လင့်တယ်အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့အကုန်လုံးကအတားကြီးပြီးတော့အတားကြီးပြီးတော့တတိပုဂ္ဂလတွေနဲ့ဒဇင်းလေးထောင်းနေမယ်ဆိုလို့ရှိရင်တော့ဒါဟာခွန်အားမဖြစ်ဘဲနဲ့ချင်းစီပြည်သူလိုပဲဖြစ်လိမ့်မယ်အဲတော့အဲဆိုတော့ မျောမဲဆန္ဒရှင်ပြည်သူကြောင့်နေနဲ့မျောလင်းနေဒေါက်တာတတ်တခိုင်ဒေါက်တာညိုသိန်းဒေါက်ဆန္ဒမင်းဒီထက်မြက်တဲ့အမျိုးသမီးတယောက် NLD ကနေခွဲထွက်လာတဲ့အမျိုးသမီးတွေကိုတစုတစည်းနဲ့တနေရာထဲမှာမြင့်ချပါတယ်ဒါဆိုလို့ရှိရင်ထင်းစည်းတွေကတူပဲကျမတို့တွေအင်အားဖြစ်လိမ့်မယ်အဲ့ဒီလိုမျိုးမှုဖယ်နေအကုန်လုံးကငါကတော့ဥက္ကဋ္ဌလောက်ကမှငါကတော့ဗာရမှညာရမှဆိုတဲ့အတားလေးတွေရှိနေမယ်ငါကတော့ဘသူလောက်အောင်မှမလို့ရှိရင်ငါကတော့အထက်မှနေချင်တယ်ငါကအောက်ရောက်သွားမယ်ဆိုတဲ့နေရာရင်းရာဒုတိအာနာတွေကိုမကြည့်ပဲနဲ့တိုင်းပြည်တွေအမှန်တကယ်ချက်ပါတယ်တိုင်းကျွတ်ပြည်ကျွတ်ကိုအမှန်တကယ်လှုပ်ရှားပါတယ်ဆိုတဲ့ဆန္ဒတစ်ခုနဲ့ တစိုးတစည်းရဲ့ဖြစ်ပုံမျှော်လင့်ပါတယ်အင်မတန်မှအထက်မြတ်တဲ့အမျိုးသမီးတွေဖြစ်တဲ့အတွက်လည်းကျွန်မမိမတယောက်အမျိုးသမီးတယောက်အနေနဲ့အင်မတန်အားကြားမိပါတယ်အဲဒါအပြင်ကျွန်မရှေ့ရတဲ့ဝမ်းမှာလည်းတခုရှိတယ်မိခင်ဦးမောင်မြင့်နမေကဦးမောင်မင်းဆိုလို့ရှိရင်ဒုတိယကျန်လွတ်တော်တက်တန်းတွေမှာကျွန်တော်တိုင်းချုပ်ပြည်သူကိုတည်ပူးနိုင်ခဲ့တယ်တကယ်ကိုထက်မြက်တဲ့ရည်ချင်းရှိတဲ့လူတွေဖြစ်တယ်နော်ဒီပြည်ခံပြပါတီကနေပြီးတော့လွတ်တော်ကိုယ်စားလှယ်လေးဖြစ်လာရဲပေါ့နော်မေကင်းဦးမောင်မင်းကိုဘူလတ်ဦးလားဆွေကိုကျွန်တော်တို့အားပေးတယ်လေးစားတယ်နော်တကယ်ထက်မြက်တဲ့တိုင်းချုပ်ပြည်သူတည်ပူးနိုင်တဲ့လူတွေပေါ့နော်အဲလိုမျိုးပြည်သူတွေရင်ထဲမှာကနေရာတစ်ခုအဖြစ်အသိမဲ့ပြုဖက် တိမဲ့ပြုတ်ခဲ့ပြီးတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီမင်းကင်းဦးမောင်မြင့်ရဲ့အကောင့်တစ်ခုကနေပြီးဗားတင်ထားလဲဆိုလို့ရှိရင်နော်ငလင်ဘေးကုညီကေဇယင်းနဲ့ပတ်သက်လို့နော်ငလင်တချို့အများပြည်သူတွေကပြောကြတယ်ပေါ့နော်။ဒီငလင်ဘေးမှာအရှိဆုံးကနေပြီးတော့ပြည်သူတွေနဲ့မမမမရက်တီဘီကောက်ွက်ပေးတာဆိုလို့ပါတီနှစ်ခုပဲရှိရဲ့ပါတီနှစ်ခုပဲတွေ့ရတယ်။အာ UDP ဘေးခံမျိုးပါတီနဲ့ပြည်သုံးလုံးပေါ့နော်ပြည်သူ့ရှေ့တော်ပါတီဒီနှစ်ခုပဲတွေ့ရတယ်ဆိုပြီးတော့ပြည်သူတွေမဲဆန္ဒရှင်ပြည်သူတွေပြောဆိုမှုစကားကို အာပြောမယ်ဆိုရင်ဒီချိန်လောက်ကူညီတာနဲ့အချိန်တရာလောက်ကူညီတာတော့ဘယ်တူပါမလဲဆိုပြီးတော့မင်းကင်းဥမာမေးပြန်တင်ထားတာတွေ့ရတယ် ။ဒီခံပြောပါသေးသည်ပြီးခဲ့တဲ့ငလှေပေးမှာအေးဘော်ပေါ့နော်အေးဘော်ကုညီကယ်ဆယ်ရေးရာစအရှိဆုံးကနေမမမဲမဲအားနဲ့အားနဲ့မဲနဲ့အင်းနဲ့အားနဲ့ကုညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ပြန်လည်ထူထောင်ရေးအတွက်လည်းငွေကြေးတွေထောက်ပံ့ပြီးတော့ပေါ့နော်အများဆုံးကုညီပေးခဲ့တဲ့ပါတီကြီးဖြစ်တဲ့အတွက်ပြည်သူတွေအကုန်လုံးအတိအမဲ့ပြုပြီးတော့ကျေးဇူးတင်ကြတယ်အတိမတ်ပြူထားပြီးတော့ချစ်တဲ့စိတ်ရှိပြီးသားဖြစ်တယ်။ဒီပုံမှာမိခင်ဥမာမြာနေပြီးတော့နော်အဲအကျိတစ်ကျိကူညီနာနဲ့အကျိတရားကူညီတာတော့ဘယ်တူပါမယ်တမ်းမညိပါနဲ့ဆိုပြီးတော့တုံ့ပြန်မှုကြတော့ကျမတို့ချစ်တဲ့စိတ်ကနေပြီးတော့ညွန်ညင်းတဲ့စိတ်တစ်ခုကိုပြောင်းသွားစေတယ်။ပေါ့ နော်သူကအမဒေါ်သက်သက်ခိုင်တို့ပါတီရတယ်ပဲပြည်သူတွေကိုငလေပေးပါကူညီရဲပေါ့နော်အဲ့ဒါကိုတမ်းမညီနဲ့သူတို့ပြည်ခိုင်မျိုးပါတီနဲ့တမ်းမညီနဲ့ဆိုပြီးတော့လူကြီးလူကောင်း ဆန်ရက်လားပေါ့ဒီလိုပြောဆိုမှုကလူကြီးလူကောင်းဆန်ရက်လားပေါ့ဒီလိုအသေးခွဲကိစ္စလေးတွေကစားပြီးတော့ကျမတို့ပြည်သူရင်ထဲမှာရောက်တဲ့အတွက်တတိချက်ဖို့တော့လိုပါတယ်အေရှန်ရှိပြီးသားတော်ပြီးသားထက်မြက်ပြီးသားလူတွေဖြစ်တဲ့ပြည်သူတွေရင်ထဲမှာအတိမတ်ပြုပြီးသားလူတွေဖြစ်တဲ့အဲ့ဒီအတိမတ်ပြုပြီးချစ်တဲ့စိတ်အားကိုးတဲ့စိတ်ကနေညှို့ညင်းတဲ့စိတ်တွေဖြစ်မသွားအောင်ဆိုလို့ဖြစ်သွားအောင်အတွက်ပေါ့နော်စကားရမှာလေးမှာပါနှက်ဖို့အရန်အရေးကြီးပါတယ်ဆိုလိုချင်တာကတော့နိုင်ငံရေးသမားတွေအတ္တတွေမာနတွေရှော့ချဆေးချင်ပါတယ်နိုင်ငံရေးသမားတွေအတ္တကြီးတဲ့အခါစစ်မှတ်ပြည်ပခါကြီးဖြစ်ပွားနိုင်ပါတယ်ရှင်